ကိုနေဖုံးခါကမေးထားပါတယ်သာသနာပညာရှင်ဆရာများခမညာအောက်ပါအကြောင်းအရာနဲ့ပတ်သက်လို့ဂျေဇူးပြုပြီးဖြေကြားပေးစီခြင်းတယ်နမတ်ဖတ်နေတာမွေးကင်းစသဖြင့်အန္တရာယ်ရှိတဲ့အကောင်တကောင်ကောင်ကအရှိမရောက်နေတဲ့အဲ့ဒါနမတ်ဖြတ်လိုက်ရမလားဒါမှမဟုတ်ဆက်ဖတ်ရမလားဆရာဘစ်မ illah ရဟ်မန်ရဟိမ်ဖိကာဘညာရှင်အမေရှိတယ် နမတ်ဖတ်နေတဲ့အချိန်မှာမိမိအရှိကိုငွေခင်းအစားရှိတဲ့အန်နီယေပေးမဲ့တရိတ်ဆန်တကောင်ကောင်ရောက်ရှိလာတယ်။ကိုယ့်ကိုအန်နီယေပေးမှာကိုစိုးရင်ရတဲ့အချိန်တွေဖြစ်လာတယ်ဆိုရင်အဲ့လိုအချိန်တွေမှာအဲ့ဒီငွေခင်းစားတဲ့တရိတ်ဆန်ကိုတတ်ပိုင်ခွင့်ရှိတယ်။ပညာရှင်တွေအမေ့ရှိတဲ့အကယ်၍အမလီကလီလ်နဲ့အမလီကလီလ်နဲ့တလူရနမတ်ရဲ့ပုံမှန်တဲ့မပြတ်ဘဲနဲ့လက်တစ်ဖက်တည်းနဲ့တော့လိုရတဲ့အချိန်တွေဆိုရင်အမလီကလီလ်နဲ့တက်လိုက်ရမယ်ပြီးရင်နမတ်ကိုဆက်ဖတ်လိုက်ရမယ် ဒါအမလီကလီနဲ့တပ်ဖို့မဖြစ်နိုင်ဘူးအမလီကစီနဲ့တတ်မှပဲရမယ်ဆိုရင်အဲ့ဒီချိန်မှာအဲ့ဒီချိန်မှာနမာဇ်ကိုဖြတ်ပြီးတော့အဲ့ဒီတရိစ္ဆာန်ကိုတတ်မယ်ပြီးရင်နမာဇ်ဖတ်လိုက်ရမှာဖြစ်တယ်။ဟာဒီစ်တော်မှာလည်းနဆာအီရဲ့နဆာအီကျမ်းထဲမှာအဇတ်အဘူဟူရိုင်ရာရာဒီယလာဟူတာလာအန်ဟူရီဝါယတ်ထဲမှာလည်းတမန်တော်ဆလ္လာလာဟူအလိဝဆလမ်ရဲ့ဟာဒီစ်တော်လာရှိတယ်။တမန်တော်ဆလ္လာလာဟူအလိဝဆလမ်ကနမာဇ်ရဲ့အချိန်မှာအဲ့လိုအစဝဒိုင်းဒုက္ခပေးတဲ့မွေခင် စားတဲ့တရိစ္ဆာန်တွေကိုနမာဇ်ဖြတ်ပြီးတတ်ဖို့အတွက် အမိတ်ပေးထားတာအကြာသက်ပေးထားတာအဲ့လိုဟာဒီစ်မျိုးလာရှိထား